စေရောဟောတုသံဃာကုန်ဤမလူတရတော်ကောင်းမှုကသင်္လာဒီဝါကြောင့်အသက်ရှင်စွာနာမည်ယူရလေးရှိတော်ကောင်းသည့်ဆန္ဒမင်္ဂလာပေါင်းတို့နှင့်ပြုဆောင်ကြပြီးလင်းဤဘွားလလဘမြဒီရေလာတုတ္တအောင်မြင်ကြပါစေလူရဆန္ဒများလည်းပြုဝါကြပါစေတရားသူတရားမြတ်များလည်းမြန်မြန်လွယ်ကူစွာမြတ်မောက်ပြုနိုင်ကြပါစေ။ဤလိုစီ ားလုံးပဲမင်္ဂလာပါဒီနေ့လည်းထမင်းဆောင်အောင်မယ်ဒါပေမဲ့ဒီနေ့ကျတော့ကျွန်တော်ကငပီးရေငယ်ယူတီးစားတာတော့ယိုးနေပြီဆိုတော့ဒီနေ့ကကျတော့ကျွန်တော်ကလေဒီမှာဒီရယ်ရီယာကြက်ရည်ဂျိုချက်တာဘူးလေးနဲ့ကျွန်တော်ကချစ်တီးထမင်းလို့စားမယ်အဲ့တော့ तू ကချက်ထားတာကကျတော့ तू ကကျတော့ချက်ထားတာဒီမှာ तू ကအဲအိန္ဒိယ herbs တွေတော်တော်များများပါတယ်ပေါ့နော်အဲ့လိုမျိုးလေးမဆလာတို့ဒီမှာဟင်းကပ်မုန့်နည်းနည်းတစ်ချပိုးကောက်တို့ကရဝေးရွက်တို့ပါတော့လေ तू ကကျတော့အိန္ဒိယအစားအစာအနံ့မျိုးလေး तू က ဲ့တော့ကျွန်တော်ကဒါလေးကိုဖောက်ပြီးတော့ဒီနေ့ချစ်တီထမင်းစားမယ်အဲ့တော့ချစ်တီထမင်းစားဖို့တော့ကိုကျွန်တော်ပြင်ဆင်ထားတာဒီပြမယ်နော်ဒါကကြတော့မမားချက်ထားတဲ့မနုတ်တဏီဟင်းညို့အဲ့ဒါလေးတစ်ခွက်ရဲ့ပြောရရင်စရွေးတော်မျိုးချနေရပြီနော်ဒီမှာဒီလိုလေးတော့ရတာအာကမင်းကိုရှင်းသွားရဗျအဲ့ဒါမမားချက်တာနောက်နေ့ကျရင်ကျွန်တော်မနုတ်တဏီဟင်းညို့ချင်ပြီးပြောပြမယ်ပြီးတော့ဒီမှာပဲကလာဟင်းဒါကတော့ဒီမနက်မှကျွန်တော်ချက်လိုက်တာရှယ်ပဲအဲ့တော့ပဲကလာဟင်းလည်းရပြီဒီမှာမနုတ်တဏီလည်းရပြီဆိုတော့ ချီတီတမင်စားဖို့ဘာမှမလိုတော့ဘူးဒီမှာကြက်ရည်ကြိုကြက်လေးလည်းရှိနေပြီဆိုတော့ကွက်တီပဲအဲ့တော့ကျွန်တော်ဒီမှာเนาะချီတီတမင်စားဖို့အတွက်မြုပ်သီးထောက်ကလေးတွေဒီမှာကျွန်တော်ကြော်ထားပြီးသားလည်းရှိတယ်ဆိုတော့ကွက်တီပဲပြီးတော့ဒါလေးကတော့အိမ်မှာအများတန်းအဲချက်ပြီးလို့ရှင်ဘူးလေးနဲ့တင်ထားတာပေါ့နော်ဒါကြတော့သူကတည့်ရသီးတနက်ကလေးအဲ့တော့ဒီမှာချီတီထမင်းစားဖို့တော့ကတော်တော်ပြည့်စုံနေပြီအဲ့တော့ကျွန်တော်ကဒီထဲကိုကြက်ရည်ချိုချက်တပူဖောက်ထည့်ပြီးတော့ချီတီထမင်းဆွဲအဲ့တော့ကြက်ရည်ချိုချက်ဘူးကိုကျွန်တော်ဖောက်လိုက်မယ်ပါ ဝါ၊ तू ကဒီလိုမျိုးလေးနော်။ဖောက်ရတာလည်းမခက်ဘူး။ तू က click click လေးရလည်းအဆင်ပြေတယ်။အဲ့တော့ဒီမှာကျွန်တော်ကဒီဟာကိုအရင်နဲ့နဲ့များနေမလားမသိဘူးနော်။အရင်နဲ့နဲ့များနေမှာဆိုတော့ကျွန်တော်ကလေကျွန်တော်ကဒါကိုအရင်ဦးဆုံးဒီထဲကိုအရင်ဦးဆုံးဖောက်ထည့်ကြည့်မယ်။တော်ကြကြတော့ရေများနေမှာလည်းဆိုလို့လေနော်။ထမင်းမှာရေတွေအိုင်နေမကောင်းဘူး။ကဲဒီမှာ तू ကတယောက်စားတော့နော်ဒီမှာကောင်းကောင်းစားလို့ရရနော်ဒီဘူးသေးလေးတစ်ဘူးပါလေဒီမှာ तू ကဘူးကြီးလည်းရှိတယ် ဒီမှာဘူးသေးလေးတခုအဲ့တော့ဒီမှာသူအရေလေးနဲ့ကြက်သားလုံးလေးနဲ့ဆိုတာတယောက်စာကောင်းကောင်းစားလို့ရတယ်အဲ့တော့ကျွန်တော်ဒီကြက်ရည်ယူချက်နဲ့ထမင်းစားမယ်ဒီမှာဘူးရက်အကုန်မယ်နော်ကျွန်တော်ထည့်လိုက်တာဒါဘူးသေးနော်သူကဘူးကြီးလည်းရှိတယ်ဘူးကြီးဆိုရင်အနည်းဆုံး၃ယောက်စာလောက်ကောင်းကောင်းစားလို့ရတယ်အဲ့တော့ဒီကြက်ရည်ယူချက်ကလေးကိုကျွန်တော်ဒီထဲကိုထည့်လိုက်မယ်อ๋อเจ๊ๆโดอันตรายป่ะเนาะเดี๋ยวมาเดี๋ยวมาเจอหนูดีหนูดีรอบกลีดาวป่าดีเลยเดี๋ยวมาโอ้ก้าวไล่ล่ะโอเคยีเล้เนเน่ซ้ําไปพี่รอมาเจอเปกลาหินซ้ํามีซ้วยมาสรแล้วดิยีเล้โอ မင်းစမ်းစမ်းလိုက်မယ်။အော်တကယ်ကောင်းတာအရသာလေး။မိုက်နဲ့မိုက်နဲ့ share ပဲ။အဲ့တော့ကျွန်တော်ဒီမှာ pack line စမ်းမယ်။ Oh 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 ။ pack line ရလေး pack ကိုကြိတ်ပြီးတော့ pack ပြုတ်ထားတာကိုကြိတ်လိုက်တာ။အစီအစီတွေမကြိုက်လို့။ Okay pack line နဲ့နေမယ်။ကြိတ်ရေချိုးချက်နဲ့ကွက်တီပဲတီးပြီး အားကြပါအောင်တကယ်ချင်းတို့ကျွန်တော်တီးပြီနော်အဲ့ဒါဆိုอืมดูดิตอกๆเลยตรงปลายตัวตัวก้าวล่ะอืมตัวก้าวล่ะไอ้มันนี้แหละจริงๆแต่มันซ่าลุยอ่ะเนาะอืม င်းချက်သားလေချက်သားသူကမမတင်တင်လေးနော်သူကအရင်ပျောက်စီပြဲမနေဘူးကောင်းတယ်သီလားခင်လေးဟင်းလူလူဟင်းဘက်လာဟင်းနေရမမလာဦးလို့ပဲဒီလိုဒီမှာထည့်လိုက်မယ်ဒီမှာဟင်းပြီးတော့တည့်တည့်တက်တက်လေးထည့်မယ်ဒီမှာအော်ဘက်ဂျရီတို့ဘာတို့ကတော့အိမ်မှာအဆင်သင့်မရှိဘူးဆိုတော့လေ တယ်တည်ကြလေတယ်လင်းနေဆိုတော့อืมမတည်တည်ကြလေတယ်ဒီရှယ်ပဲอืม อืมမနှုတ်တည်းဒီတည်းရခင်တော်တင်းရောကလေးများတယ်ခဲ့လိုက်မယ်အာ ဘင်းကိုရှင်းသွားတာပဲစီတီသမင်းစားရင်လေမနှုတ်တနီကြိုက်ကြလားအဲ့ကျွန်တော်တော့ကြိုက်တယ်ကျွန်တော်ကငငယ်တော့ကလာရောတဲ့ကြီးလာလို့လားမသိဘူးကြိုက်တယ်อืมခါကြပါအောင်တကယ်ကြီးလို့ရေอืม อืมဆိုပြီး တော့မနက်ကမမဘုံကြီးဆွန်လောင်းတည်းရအဆင်ပြေတယ်သူကစွန်ရင်းတမင်းနေများနေတယ်ဆိုလို့ရှိရင်လည်းလေဒီနေ့မဖုံးပေးသေးပဲနဲ့လေနောက်ရက်ဒီကြာတော့မှဖောက်ပြီးတော့ဖုံးပင်းရင်လည်းအဆင်ပြေတယ်အဲ့တော့မစိုးဒီစတားဟင်းတော်တော်အဆင်ဒီမှာကလေးတယ်လေးထက်လိုက်မှာဟွန်းစတားလေးနဲ့ဒီမှာဥပက်လေးနဲ့ဩရှယ်ပဲอืมဒီအနှံနေနဲ့ နှုတ်တဏီလေးတောက်လိုက်အောင်ဝင်ပါอืมကဲကုံတော့မယ်ကုံတော့မယ်음ဘောရော်နည်းနည်း try ကြည့်နော်အရင်မိုက်တယ်ကျွန်တော်ကနည်းနည်းသဘောကျသွားပြီဘာလို့ဆိုတော့အလွယ်လဲစားလို့ရပြီးတော့သူကအရသာပေါပေါရောက်လေးဆိုတော့ကျွန်တော်တို့သဘောကျဒီကလေးတွေပါကဲနောက်ဆုံးအလုပ်လေးပါနော် อ่า อืมอืมแกစားလို့လည်းကောင်းတယ်ဆိုတော့ဗီဒီယိုလေးကိုလည်းဒီမှာပဲဆုံးသတ်လိုက်တော့မယ်เนาะနောက်ပြီးတော့ဒီလိုမျိုးလေးစားပြရဆိုတာလေတချို့က green မလိုက်ဘူးပေါ့เนาะ green ပြက်ပြီးတော့ထမင်းစားမကောင်းဘူးဘာလို့အဲ့လိုမျိုးဖြစ်နေတဲ့အဲတီရှူးတီရှူးတဲ့ငွေချင်းမိတ်ဆွေတွေတွေ့သွားလို့ရှင်လေအာဒီလိုလေးစားရင်လည်း ကောင်းပါပဲဆိုတော့စားကျင်စိတ်ကလေးဖြစ်သွားလို့ရှိရင်ဟိုလေကျွန်တော်အဲ့ဒါကိုပဲကျွန်တော်မျှော်လင့်တာเนาะတွေ့ရလေးနဲ့မင်းအောင်စားလိုက်တယ်စားလို့ကောင်းသွားတယ်ဆိုရင်ကျွန်တော်ကျေနပ်ပြီအဲ့ဒါကြောင့်မို့ပါလိုက်ကြည့်ပေးကြလို့အများကြီးကျေးဇူးတင်ပါတယ်เนาะအေးဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲတတ်တာဘိုင်း